တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနဲ့မှဒီကနေ့နိုဝင်ဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့အချမ်းဖတ်စစ်တပ်က905ကကြီးနဲ့ထောင်ချထားတဲ့385ဦးပြန်လွတ်ခဲ့ပြီးအမှုဖွင့်ထားသူ9580ဦးတို့ကိုအမှုပိတ်သိမ်းမယ်လို့ဆိုခဲ့ကြတာ ိုင်ငံရေးအကျဉ်းသားအများစုမှအကြမ်းဖက်တိုက်ဖျက်ရေးပုံမှမတရားသိမ်းဥပဒေပုံမှဖောက်ခွဲရေးပုံမှရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေများအပါအဝင် မတရားဥပဒေများနဲ့ဖန်ဆီးထားခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီးနဲ့ထောင်ချထားတဲ့385ဦးကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးကို အမှုပိတ်သိမ်းမင်းလို့ယမန်နေ့မှာထုတ်ပြန်ကြေညာပါတယ်။အကြမ်းဖက်စစ်တပ်က အကျဉ်းသား924ဦးကိုပုံမှန်905ကကြီးနဲ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းအကျဉ်းသား2361ဦးကိုပုံမှန်905ကကြီးနဲ့ထောင်ချထားမှုကိုလွတ်ငြိမ်းချမ်းသာခွင့်ပြင်၎င်းစုစုပေါင်းအကျဉ်းချခံရတဲ့အကျဉ်းသားကျဉ်သူ385ဦးကို၎င်းပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးထွက်ပြေးတင်းရှောင်နေသူ9980ဦးတို့ကိုအမှုများပိတ်သိမ်းကြောင်းစစ်တပ်ကယမန်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ် အမေရိကန်ကမြန်မာနိုင်ငံအရေးအခြေအနေတိုးတက်လာပြီလို့ကြေညာတဲ့အတွက် TPS ကိုဖျက်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအလုံးလွတ်လပ်မြတ်စွာမဲပေးနိုင်ရေးလို့ဆိုကထို့သို့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရေးရည်ရွယ်ချက်နဲ့ထုတ်ပြန်ခြင်းမဟုတ်ပဲအမေရိကန်ရဲ့အတိမတ် ပြမှုကိုရရှိရေးစူးစမ်းမှုသာဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားအများစုမှာပုံမှန်905ကကြီးတစ်ခုတည်းမဟုတ်ပဲ အကြံဖတ်တိုက်ဖြည့်ရေးဥပဒေပုံမှမတရားသိမ်းပုံမှဖောက်ခွဲရေးဥပဒေပုံမှရွေးကောက်ပွဲနောက်ဆက်သူများဥပဒေများအပအဝင် မတရားသောဥပဒေပုံမှများနဲ့ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ်။တကယ်နိုင်ငံရေးအပြောင်းအလဲဆိုရင်လူမှုကောင်းဆောင်ဒေါ်စင်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ကိုလွတ်လေ NLD CEC တွေအားလုံးကိုလွတ်လေအခုကလည်း American အတိမတ်ပြုမှုရဖို့ဥယားဖာယာဟန်ရေးပြတဲ့အလုပ်ထားလုပ်တာပါ မတရားစစ်အာဏာသိမ်းထားတာလို့ ြည်တွင်းမှာနိုင်ငံရေးအကျဉ်းသားဟောတဦးကသုံးသပ်ပြောဆိုပါရယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဘူကျုံမျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးကြရှုံးမှုတွေနဲ့ရာဓုမဖေရှားခဲ့ပြီးစစ်ခုံရုံတင်ခဲ့ကကလောစစ်ဦးစီးတက္ကသိုလ်ကျောင်းကြီးဗိုလ်မှူးချုပ်ကျော်သူရကိုနမခတိုင်းမူအသည့်ဖြစ်ခန့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမြို့ခြေဆိုင်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဘူကျုံမျိုးမင်းထွေးကိုလက်ပေးလက်ယူမှု စစ်စင်ရေးကြရှုံးမှုတွေနဲ့ယာဒုမဖေရှားစစ်ခုံရုံ တင်လိုက်ပြီးကလောမစေဦးစီးတက္ကသိုလ်ကျောင်းကြီးဘူမှုချုပ်ကျော်သူရကိုတိုင်းမှုအသစ်ဖြစ်ခန့်အပ်လိုက်ကြောင်းစစ်ဘက်တရင်ရင်းမြစ်များထံကနေသိရှိရပါတယ်အနောက်မြောက်တိုင်းစစ်ထနာချုပ်တိုင်းမှုအသစ်ဖြစ်လာတဲ့ဘူမှုချုပ်ကျော်သူရမှာကလောစေဦးစီးတက္ကသိုလ်ကျောင်းကြီးအဖြစ်မှာတိုင်းမှုယာဒုကိုယာဒုတူပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်၎င်းမှာစစ်တက္ကသိုလ်အပတ်စဉ်၄၀မှာဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အမတ်ခွနဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်မှာ ဇေဥစီတက္ကသိုလ်တို့မှယာရုတောင်ဝများကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ယခင်တိုင်းမူအောင်ပုံမှုကျုပ်မျိုးမင်းထွေးကိုစကိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရေးများရှုံးနေမှုများအမိတ်မနာခံမှုများကြောင့်နိုဝင်ဘာလဒုတိယအပတ်မှစတင်၍ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကုတ်ကဲစစ်ဆေးခဲ့ကြောင်းရင်းနောက်လက်ပိလက်ယူမှုရွှေတူဖို့ခွင်းနဲ့တရားမဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုလည်းလက်ငွေကြီးများစွာရယူခဲ့ပြီးခွင့်ပြုမှုများပေါ်ပေါက်လာတဲ့အတွက် ရာထူးမှာဖေရှားကစစ်ကုံရုံတင်ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ20ရက်နေ့စကိုင်းတိုင်းဗမောင်းမြို့ကိုတော်လိုင်းကြီးတပ်တွေကသိမ်းပိုက်သွားခြင်းစကိုင်းတိုင်းတွင်ဒိုးစစ်ဆင်နေတဲ့စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးခြေမုံခံရခြင်းအပအဝင်စစ်စင်ရေးရှုံးနေမှုများကြောင့်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဘုံမှုကျုပ်မြုံမင်းထွေးကိုစစ်တပ်ကဖမ်းဆီးကာရာထူးမှဖေရှားခဲ့ခြင်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဘုံမှုကျုပ်မြုံမင်းထွေးကို နိုဝင်ဘာလ10ရက်နေ့ဥပိုင်အမျက်ငွေများလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ခဲ့ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှာပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမှုပုံမှုကျုပ်မြို့မင်းထွေဟာအလုတ်တင်ပိုတင်တန်းတေဇ26မှာဖြစ်ပြီးတက်မတစ်တဲ့လောက်ကင်ဒေတာကုကဲမှုစစ်တနာကျုပ်ကြောင်မဲအမတ်တစ်စစ်စင်ရေးကုကဲမှုစစ်တနာကျုပ်တို့မှာတက်မမှုတာဝန်ယူခဲ့ပူပါတယ်။2024ခုနှစ်ဩဂတ်လ3ရက်နေ့ကိုကန့် MTAA နဲ့ပူးပေါင်းတပ်တွေက အရှိမြောက်တိုင်းစစ်တနာကျုပ်ရမခရှိတဲ့လာရှိုးကိုတင်ပိုက်စင်မှာတိုင်းမှုပို့ကျုပ်ဆိုတင်တိုင်းစီဦးစီးကျုပ်ဘုံမှုကျုပ်တန့်ထင်ဆိုလိုနဲ့အတူဘုံမှုကျုပ်မျိုးမင်းထွေးကလည်းကိုကန့် MNTA ထံမှလက်နက်ချအညံ့ခံခဲ့ပါတယ်၂024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့ဘုံမှုကျုပ်မျိုးမင်းထွေးကိုမင်းအောင်လိုက်ကအနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမှုဖြစ်ခန့်အပ်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နတလင်းမှာစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှု စစ်သားနှုတ်တေဆုံးပြီးစိုက်ကဲလေးစီးနဲ့ဖုန်းတလုံးတင်စေရရှိခဲ့ကပေါင်တယ်မှာလဲစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတဦးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းနှစ်တလင်းမြို့နယ်ရှားပြူကုန်းရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားနှုတ်တေဆုံးခဲ့ပြီးစိုက်ကဲလေးစီးနဲ့ဖုန်းတလုံးတင်စေရရှိခဲ့ကြောင်းဒေသရင်းစီတရင်ရှိမြစ်တွေကပြောဆိုပါတယ်။နိုဝင်ဘာလ26ရက်နေ့မနက်09:17မိနစ်ခန့်မှာနှစ်တလင်းမြို့နယ်ရှားပြူကုန်းကျေးရွာမှာရှိတဲ့ အကြံပတ်စစ်တပ်စစ်စေးဂိတ်ကိုတော်လိုင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြံပတ်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာဂိတ်စခန်းမှာရှိတဲ့စိုက်ကယ်လေးစီးနဲ့ဖုန်းတလုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့မနက်ပိုင်းမှာရှားပြည်ကုန်းကြေးရွာကစစ်ခွေးစစ်စေးရိတ်ဂိတ်ကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးနှစ်ကောင် ထိခိုက်ဒဏ်ရာရပြီးနှစ်ကောင်သေဆုံးတယ်လို့သိရတယ်နောက်ပြီးစိုက်ကယ်လေးစီးနဲ့ စကားပြောဆက်တလုံးနဲ့တင်ဆက်ရရှိတယ်လို့သိရတယ်လို့ဒေတာရင်းစီရီတရင်ရင်မြက်ကပြောဆိုပါတယ်။အစူပါတိုက်ခိုက်မှုကိုတက်ခွေး6အေယာညီနောက်တက်ဖွဲ့နဲ့နှစ်တလင်းမြွတ်နဲ့ပကဖားတို့ကပူးပေါင်းလုဆောင်ခဲ့ပြီးဒေါ်လန်ရေးတက်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူဘကိုးတိုင်းပေါင်းတယ်မြွတ်နယ်ပန်းတင်းပင်ကြေးရွာမှစိုက်ကယ်များနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာတဦးသေဆုံးခဲ့ကြောင်းအမတ်နဲ့စစ်စင်ရေးနေမိကထုတ်ပြန်ထားပါတယ်။ ယမန်နေ့နိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာပေါင်တဲမြို့နယ်ပန်းသိမ့်ပင်ကြေးရွာမှာစိုက်ကယ်ရင်းနဲ့ထွက်ခွာလာတဲ့အကျန်းဖတ်စစ်သားတွေကိုအမှတ်383တက်တရင်ယုံရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းရင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကျန်းဖတ်စစ်သားတအုပ်သေဆုံးခဲ့ပြီးတအုပ်ထိခိုက်ဒဏ်ရာများရရှိကာတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးစင်တာကတော့ လင်းမျက်နှာတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာတွေကိုကုသ၍မနိုင်မနှင်းဖြစ်နေစဉ်မှာတာဘောမှလူနာများပါအလုံးအင်းနဲ့ထက်ရောက်လာတဲ့အတွက်ရန်ကုန်ကိုဇက်တိုက်ပို့နေရကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းပသိမ်ကိုင်းတာဘောမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်တို့မှာအရခတ်တပ်တော် AA နဲ့စစ်ကော်မရှင်တပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရမှာစစ်ကော်မရှင်တပ်မှဒဏ်ရာရလူနာများပသိမ်ကိုအင်အားအလုံးအင်းနဲ့ရောက်ရှိနေကြောင်းသိရှိရပါတယ်။လင်းမျက်နှာမြို့နယ်အတွင်းမှာရောက်ရှိလာတဲ့ ။ဒဏ်ရာရစစ်ကော်မရှင်တပ်သားတွေကိုပသိမ်စစ်မြေပြင်စစ်တပ်ရင်မဆတ်ရလေးမှကုသပေးနေရမှာလူနာများများပြားနေတဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရကြောင်းသိရှိရပါတယ်။ရှစ်တဘက်ကလေးမျက်နှာဘက်ကနေစပြီးစစ်ကားကြီး14စီးနဲ့လူနာနဲ့လူတွေတွေပြန်တဲလာတာ။အခုတာပေါင်းဘက်ကနေပါလူနာတွေထွက်ရောက်လာတဲ့ကုသလို့မရနိုင်တာတွေကိုရန်ကုန်ကိုပို့နေရတယ်လို့သိရပါတယ်လို့စီးရီးသတင်းရင်းမြစ်ကပြောပါတယ်။ယခုရက်ပိုင်းတွင်တိုက်ပွဲပြင်းထန်လာတဲ့ တာပေါင်းမြို့မှာတဲပြူရွာတိုက်ပွဲမှာတရရန်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များပဋိမဆရလေးကို ထတ်မှန်ရောက်ရှိလာတဲ့အတွက်နေရာကက်ခဲနဲ့စေဝါ၊သွေး၊ဆရာဝန်၊ဒုနာပြုလုံလောက်မှုမရှိတော့တဲ့အတွက်အရေးပေါ်လူနာတွေကိုရန်ကုန်ကိုပို့ဆောင်နေရကြောင်းပဋိမတရင်ထူတပ်ဖွဲ့ထံမှနေသိရှိရပါတယ်။အနောက်တောင်တိုင်းစစ်ထနာကျုံနတ်တခါမှတသားသည့်စူဆောင်ပြီး AOD စစ်မျက်နှာကိုပို့ဆောင်ခံထားရတဲ့တပ်ဖွဲ့ဝင်အများစုမှတာပေါင်းလေးကြီးရွာဘက်မှပြန်လည်ထွက်ပြေးမှုများရှိနေတဲ့အတွက် လိုက်လံဖမ်းဆီးနေရကြောင်းသိရှိရပါတယ်။အဲဒီလို ထွက်ပြေးတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အချို့မှာနေမီကျွမ်းကျင်မှုမရှိတဲ့အတွက်၎င်းတို့ခင်းထားတဲ့မိုင်းများကိုပြန်နှင်းမိပြီးတိုက်စုံးမှုများပြားကြောင်းလည်းသိရှိရပါတယ်။နတ်တကဟာတပ်သားတွေများကြောက်စုံးမှုကိုအဆက်အသွယ်ရှိသလောက်သာအကြောင်းကြားနိုင်ပြီးယခုနောက်ပိုင်းတိုက်စုံးသူများစီးရင်ကိုတော့မိသားစုများထံကိုအကြောင်းကြားရခြင်းမရှိတော့ကြောင်းသိရှိရပါတယ်။ထို့ကြောင့်မိသားစုဝင်များမှာအပိုင်အုပ်ချုပ်ရေးမှူးများရဲ့ဖုန်းဆက်သွယ်အသည့်ပေးမှုဖြစ်တာတိုက်စုံးကြောင်းကို လာတော်ကြမြင့်မှာသိရှိရပါတယ်။ကွာကန်းကြီးမှာလှည့်လည်နေတဲ့စစ်ကမရှင်ရဲ့ Navy 300ရလဲပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့မှာစတင်ကကြေးရွာများအတွင်းကိုလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်တဲပြူကြေးရွာတို့မှာလည်းတိုက်ပွဲဖြစ်ပွားလျက်ရှိရမှာစစ်ကမရှင်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖားကန့်တိုက်ပွဲမှာစစ်တပ်အရာရှိအပါအဝင် တုံပန်းချုပ်ကို KIA ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဖကန့်မြို့နယ်တဲ့စစ်ကောင်စီကစီးရဲလှုပ်ရှားမှုတွေခက်စိတ်စိတ်ပြုတ်လုလာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ကလက်နက်ကြီးပစ်ခတ်တာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါတယ်။ကချင်ပြည်နယ်ဖကန့်မြို့စမ်းကျွေကြီးရွာညောင်ပင်ကုန်းနယ်ဂရီမော်ရီဘက်ကနိုဝင်ဘာလ25ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ် KNA စီးတရင်ရှိမြစ်ကဆိုပါတယ်တိုက်ပွဲအတွင်းမှာစစ်စင်ရေးမှုအဆင့်အရာရှိတယောက်အပအဝင်စစ်တုံးပန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်စစ်ကြောမှုအဆင့်အရာရှိတယောက်နဲ့တချို့ဖမ်းဆီးရမိတာရှိတယ်အင်အားတရာလောက်မင်းညားကစစ်ကြောထိုးလာလို့ကျွန်တော်တို့ဘက်ကခုခံတိုက်ခိုက်ခဲ့တာစမ်းကြွညောင်ပင်ကုန်းဂရီမော်အဲ့ဒီဘက်တွေကိုထိုးလာတယ်သူတို့ဘက်ကထိခိုက်သေးဆုံးတာတွေရှိတော့ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်စစ်ကောင်စီပူပေါင်းတပ်တွေဟာ25ရက်နေ့မနက်ပိုင်းကစတင်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကဂရီမွန်နဲ့လုံကင်းကျွော်ရိဘက်ကိုစစ်ကြောင်းထိုးနေတာပါဒါအပြင်စစ်တပ်ကနိုဝင်ဘာလ25ရက်နေ့ကလက်နက်ကြီး drone တို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရတနေအိမ်နဲ့ဂရီမွန်မိသက်ယုံထိမှန်ပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်ညာတော့ကပစ်တာကဂရီမွန်တင်းအုပ်ဆရာတယောက်အိမ်ကိုထိခိုက်ပျက်စီးသွားတယ်နောက်ပြီးဂရီမွန်မိသက်ယုံလည်းလက်နက်ကြီးထိတယ်မိသက်ဝန်ထမ်းတယောက်လက်နက်ကြီးစားထိမှန်ဒဏ်ရာရလို့စေယုံပို့ထားတယ် တိုက်ပွဲရှိရှိမရှိရှိနေတိုင်းလက်နက်ကြီးတန်ကတော့တဒုံဒုံပဲပြည်သူတွေကတော့လက်နက်ကြီးတန်ကြားရင်လက်နေပြီလို့ဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးဖားကန့်လုံခင်းနဲ့မော်စီစာကြေးရွာတလျှောက်စစ်ကောင်စီကအင်းအားအလုံးအင်းနဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီးလှုပ်ရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာပါ။ဖားကန့်မှာစစ်ကောင်စီစစ်ကြောင်းထက်မှန်ဝင်ရောက်လာတဲ့ယခုဘက်တွင်မှာပဲတိုက်ပွဲမဖြစ်တဲ့ကြေးရွာရဲရွာတွေဘက်ကိုဦးတည်ပြီးလေကြောင်းပြင်လက်နက်ကြီးဇက်တိုက်ပစ်ခတ်မှုတွေကြောင့် အယက်သားတိဆုံးတာတွေစက်တိုက်ဖြစ်ပွားနေစေဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကလည်းဝိုင်းတွေးလေရင်နဲ့လာရောက်ဘုံချေတိုက်ခိုက်ခဲ့တာကြောင့်မိခင်ဖြစ်သူတိဆုံးခဲ့ပြီးကလင်းငယ်အပါအဝင်အမျိုးသားတစ်ယောက်တရားရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ23ရက်နေ့မွန်းတေ12နာရီလောက်မှာလဲဖားကန့်ပြူဟာကုန်းကနေလုံခင်အုပ်စုတုံးမော်အတက်လန်းဂရီမွန်မာဆာဘက်ကိုလက်နက်ကြီးဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တယောက်ထပ်မံတိဆုံးခဲ့ပါတယ်။စစ်တပ်ကပြန်ပြီးနေရာယူထားတဲ့ လုံခင်မော်စီစာနမဖြစ် မော်ဝမ်းကြီးမော်ဝမ်းကလေးစတဲ့နေရာတွေကိုရာနှုန်းပြည့်ထင်းချုံနိုင်မှုအတွက်နိုဝင်ဘာလ6ရက်နေ့မှာဖားကန့်ကာမိုင်းနှံရလမ်းပိုင်းကနေရစ်တက်တောင်းတွေအပါအဝင်စစ်ကြောင်းထိုးတက်လာခဲ့တာလည်းဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုစောတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါသတင်းတော်လရင်ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ